ရခိုင်ပကိုမခွေ AR set နေရာတွေမှာအော်တိုဘာလာကနေနိုမာလာစန်းထီတိုက်ပွဲတွေတင်စစ်ကောင်ရှင်တပ်နဲ့စစ်မှုထမ်းပေါ်တာစောခရသူ89ခုကိုအာရခတ်တပ်တော် AA ကစစ်တုံးပန်းနေဖြင့်ဖမ်းဆီးရမိထားကြောင်းမနေ့နိုမာ17ရက်ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ် ီးခဲ့တဲ့အောက်တိုဘာပထမပတ်ကနေနိုဝင်ဘာ၁၀ရက်နေ့ထိအရာတိုင်းတောင်ပေါင်းမြို့နယ်တောင်ပေါင်းကလေးချေရအနီးနဲ့လေမျက်နှာမြို့နယ်ဆက်ဆက်ရိုချင်းလက်ချေရအနီးတိုက်ပွဲတွေပဲခူးတိုင်းပထောင်းမြို့ကပါစ၁၆အနီးတိုက်ပွဲတွေနဲ့မကွေးတိုင်းအမ်းမကွေးထိဆက်နေရာနယ်ရီကံဖြူအောင်ကုန်းတိုက်ပွဲတွေကနေစစ်ကောင်ရှင်တပ်သား89ဦးဟာအာရကတပ်တော် AA တန်းစစ်တုံးပန်းတွေဖြစ်လက်လက်ချအလုံးဝင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြတဲ့မှာဖော်ပြထားပါတယ် အဲ့ဒီဖက်စီခံခဲ့ရတဲ့စစ်ကောင်ရှင်တုံ့ပန်တပ်သားတွေဟာပဲခူးတိုင်းဗတောင်းအခြေဆိုင်ကာကွယ်ပစ္စည်းစိုက်ရုံကပ္ပစာ16ချိန်မတိုင်းခမရ363အမကိုစစ်မြင်ပြင်တိုင်းခိုးလန်ခြေဆိုင်တက်နဲ့တမ66လက်ခံချိန်မတိုင်းခမရ4ခမရ5ခမရ6ခမရ10အပအဝင်ချိန်လင်းတိုင်း ခါလရ35ခါလရ80အပြင်အနောက်တိုင်းစစ်ဌာနချုပ်နာတခပသိန်လက်အောက်ခံခြေလျင်တိုင်ရင်ခါလရ63အိမ်မဲခါလရ2.1ပသိန်ဆတဲ့တရင်တွေကဖြစ်ပြီးအာရကတက်တော်အေအေထံအလံဖြူတောင်တက်ပြေးလက်ရဖန်းစည်းချင်းခံခဲ့ရတာပါ။ စစ်တုံးပန်းတွေဖြစ်နေတဲ့စစ်ကောင်စီတပ်သားတွေထဲမှာအမှတ်ကိုစစ်မီပင်စေးတက်ရင်ခိုလန်ခြေဆိုင်တက်ကတက်ချက်မျိုးမထုံးဆိုသူတူတာစစ်သားစစ်စစ်ဖြစ်ပြီးကြံတပ်သားတွေကတော့အခုနှစ်အတွင်းအတ္တိအတ္တမစစ်မှုထမ်းပေါ်တာဆွဲချင်းခံခဲ့ရတဲ့စစ်တနန်းစင်းဖြစ်တယ်လို့အချို့မှာအသက်16နှစ်မပြည့်သေးသူတွေနဲ့အထက်တန်းတက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့အာရကတက်တော် AA ကထုတ်ပြန်ချက်ထဲမှာအတည်ပြုထားပါတယ် အာဏာတက်တော် A ကဖန်စီတာခဲ့တဲ့စစ်ကောင်စီတပ်သား89ဦးကျော်ဖြစ်ပြဟာလက်ရှိအာဏာသိမ်းဂျပန်စစ်အုပ်စုတွေရဲ့ CIA အင်အားနဲ့စိတ်ဓာတ်ချစင်းမှုကိုထပ်မံဖော်ပြပေးနေပါတယ်။အနောက်ပိုင်းနဲ့အလဲပတ်မြန်မာပြည်တခြားတိုက်ပွဲတွေတပြိုင်တည်းဖြစ်ပွားနေတဲ့ကြားမှာစစ်အုပ်စုရဲ့စစ်သားအင်အားနှဲပါလာမှုစီလုံးမှုချစင်းမှုတွေပုံမထင်ရှားလာနေတယ်လို့ CIA လေ့လာသူတွေကသုံးသပ်ထားပါတယ်။